မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလေဝသနယ်ဇလာဗီတာညချောင်းဦးစီးဌာနမှာ2025ခုနှစ်မေလ9ရက်နေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးပူချိန်များမှာနေပြည်တော်နဲ့ရှမ်းကုန်းမြို့တို့မှာ38ဒီဂရီဆက်စီယံ69ဒီဂရီဖာရင်ဟိုက်စီနဲ့မန္တလေးမြို့မှာ39ဒီဂရီဆက်စီယံ102ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ်။ဒီကနေ့ညနေ6:00ခွဲချိန်မိုးလေဝသကြိုးတို့မှာဖန်ရရှိတဲ့ပုံရ တက်လီပင်လယ်ပြင်နေမင်္ဂလာပင်လယ်ောတောင်ပိုင်းတို့မှာတိမ်ထူထပ်နေပြီကျန်မင်္ဂလာပင်လယ်ောမှာတိမ်နှင်းငယ်မှာတိမ်တင်တင်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ ARD တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျားရနေရတဲ့လျှောက်မှာမိုးရွာသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်ချုံခြင်းမိုးကြိုးပြစ်ခြင်းလက်စည်းလက်ချင်းနဲ့မိုးတိမ်ကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရင်အကြံပြုရပါတယ် ကျန်းတန်နီတိုင်းနဲ့ပြည်နယ်များမှာတိမ်နေငယ်မှာတိမ်တင်တင်ဖြစ်ထွန်းနေရကိုတွေ့ရပါတယ်။မြမပင်လယ်ပြင်မှာလိုင်းနေငယ်မှာတင်တင်ရှိပါမယ်။လိုင်းမြမမြမကဲအိုရန်တရှောင်းနေကံလုံပင်လယ်ပြင်တို့မှာလေးပေမှာရှိပေကန်ရှိနိုင်ပါတယ်။မနှက်ပြန်မောတဲချိန်ဒီခက်မှန်းချက်များအနေနဲ့ကတော့နေပြည်တော်နဲ့ကယားပြည်နယ်တို့မှာတိမ်တင်တင်ဖြစ်ထွန်းပါမယ်။တနင်္လာရီတနင်္လာကြီးမှာနေရာနံပြကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိစိ စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျနေချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရော်တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေ့ပိုင်းတို့မှာ နေရာကွက်ကြားမူထစ်ချုံရွာပါမယ်။နေပြည်တော်နဲ့ညတိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိမ်တင်တိမ်ဖြစ်တော်မှာမယ်။အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီရဲ့100ဒီဂရီဖာရန်ဟိုင်းနဲ့ အနည်းဆုံးမူချိန်မှာ26ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နယ်ဤတိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိမ်တင့်တင့်ဖြစ်တော်မူမိုးထချုံရိပ်နေရာကွက်ကြားမှုနေငယ်ရွာနိုင်ပါတယ်။အနည်းဆုံးမူချိန်မှာ38ဒီဂရီဆက်စီရဲ့69ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ26ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်ဤတိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိမ်တင့်တင့်ဖြစ်တော်မူမိန့် အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီယံ100ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးမူချိန်မှာ28ဒီဂရီဆက်စီယံ87ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်တွေခံမှန်းချက်အနေနဲ့ကတော့ကချင်ပြည်နယ်၊စကမ်းနယ်ဒေသကြီးထပ်ပိုင်း၊ချင်းပြည်နယ်၊ကြခိုင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျမှာနေရာစစ်စစ်မိုးထချုံရွာပါမယ်။မိုးကြီးမြေတရီပေးချံ ဒီကနေ့မြန်မာစံတော်ချိန်16:30နာရီချိန်တိုင်းထွားချက်များအရကပ်ပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းတို့မှာလေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်၎င်းမုတ်တုံလေးဝင်ရောက်လာနိုင်ခြင်းကြောင့်၎င်းဆယ်ရက်9လ2025ရက်နေ့မှာ15ရက်9လ2025ရက်နေ့အတွင်းနေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ချခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကြကြဲမှာနေရာစစ်စစ်နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အီအော်ရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနယ်ရွှေပိုင်းတို့မှာနေရာနှံ့များမိုးတကြုံရွာပြီးအချို့ဒေသများမှာနေရာကွက်ရီမိုကြီးနိုင်ပါတယ်။အကြံပြုချက်တို့ဖြစ်ပေါ်ရင်မိုးသည်ထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊မူတည်ကြုံခြင်း၊မူကျိုးပြခြင်း၊မျက်စိလက်ခြင်း၊မူတည်ကြွေခြင်း၊မျက်ပြည့်ရည်ကြည်ခြင်းနဲ့မြေပြိုးခြင်းစတဲ့သဘာဝဗေဒနဲ့များဖြစ်ပေါ်နိုင်မှသဖြင့်အဆိုပါဒေတာများရှိကုန်းမြေဒေတာနေမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအနေနဲ့မြေငယ်ချောင်းငယ်များနေမှာနေထိုင်ကြသူများအနေဖြင့်ရည်ကြည်ရည်ရှမ်းမှုများကိုကြိုတင်တရီပြူရှောင်ရှားနိုင်မှရနေပြည်တွင်းရေချောင်းသွာလာရေးနဲ့လေချောင်းပြန်တမ်းရေးနေဖြစ်လဲကြိုတင်တရီပြူနိုင်မှရန်တတိပေးနှုတ်ဆော်အပ်ပါတယ်အခုတင်ပြခဲ့တာကတော့ ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကြမ်းမချမ်းသာကြပါစေရှင်။